ိုင်းလုံးချစ်သူဖြစ်ကြောင်းဖော်ထုတ်ခံလိုက်ရတဲ့ထိတ်တန့်မိသားပိုင်တခုရဲ့ညီရှင်ဖုံးပြေအရှိတောင်အာရှနိုင်ငံတွေမှာပါထင်ရှားကြော်ကြသူနမဲကြီးထိတ်တန့်မိသားပိုင်တခုကစိတ်တဘောထားပြေဝသူတယောက်ပါဒါပေမဲ့သူ့ရဲ့ညီအင်းရဲ့ဖြစ်တဲ့မိသားရှင်ဖုံးပြေကတော့မိန်းကလေးတွေကိုလိုက်ပြီးချူစားနေရဲမကောင်းတဲ့လူတယောက်ဖြစ်ကြောင်းဖော်ထုတ်ခံရပါတယ် ချစ်သူကမလေးကိုရင်ဖောက်ထုတ်ခဲ့တာဖြစ်ပြီးသူမစီကနေလည်းအကျွေးရင်းအများကြီးယူပြီးတော့ပြန်မပေးဘူးလို့သိရပါတယ်။ဒါကြောင့်တတော်လေးနဲ့စိတ်ဆိုးနေပြီးအကြောင်းစုံကိုအားလုံးသိအောင်ဖွင့်ချလာခဲ့ရပါ။သူမနဲ့လည်းလင်းပင်တူကဲတာနေထိုင်ခဲ့တာတစ်နှစ်ကျော်လောက်ကြာခဲ့ပါပြီ။သူမကြွေးသမျှစာပေးသမျှယူတဲ့ဘဝကနေတခြားသောမိန်းကလေးတွေနဲ့ဟိုတယ်မှာပတ်အိမ်နေရဲ့လောက်ရက်တွေကိုလည်းလုံနေခဲ့တယ်လို့ဆိုပါတယ်။ အခုဆိုရင်ယောက်ျားပိသားမမရှိစွာနဲ့လုံးဝကိုတာဝန်မရှိဘဲရှောင်ပြေးနေရကြောင်းကာမလီဘက်ကနေအကုန်ဖွင့်ချလာခဲ့ရဖြစ်ပါဘိုက်တကွန်ကအယံအောင်မြင်ပြီးအယံလေးလေးစားစရာကောင်းပြီမိတ်သူ့ရဲ့ညီအရင်ကဒီလိုစိတ်သက်ရှိရဲဆိုတာဘလို့မှယုံကျင်စရာမကောင်းလှပါဘူးဒါပေမဲ့လေသူ့ရဲ့အတန်ဖိုင်ကြီးနေတကွာတခြားသောတက်တွေတွေပါဖောက်ထုတ်ခံရပြီးစိတ်သက်မကောင်းသူဆိုတာပေါ်လွင်လာခဲ့ပါ යි အခုလိုမိန်းကလေးတွေစီကနေပိုင်းတော်လုံးနေရဲ့ပိုင်းတကွန်ရဲ့ညီရှင်ဖုံးပြည့်အပေါ်မှာဘယ်လိုမျိုးထင်မြင်မိကြပါသလဲရှင်